ကစုံလာပြည်နယ်ဟာဗုဒ္ဓဘာသာဝင်များရဲ့အထွတ်မြတ်ထားရာနေထူးနေမြတ်တရက်ဖြစ်ပါတယ်။ဘာကြောင့်ဗုဒ္ဓနေ့လို့ကစုံလာပြည်နယ်ကိုသတ်မှတ်ကြတယ်လဲဆိုလို့ရှိရင်ကစုံလာပြည်နယ်မှာမြတ်စွာဘုရားရှင်နဲ့ပတ်သက်၍ထူးခြားတဲ့ဖြစ်စဉ်၄ခုရှိပါတယ်။ထူးဖြစ်စဉ်၄ခုလို့မှာနံပါတ်၁ဗျာဒိတ်တော်ခံရတော်မူခြင်း၊နံပါတ်၂ဖွားမြင်တော်မူခြင်း၊နံပါတ်၃ဘုရားဖြစ်တော်မူခြင်းနဲ့နံပါတ်၄ပြိနိဗ္ဗာန်ဆံဝင်တော်မူခြင်းတို့ဖြစ်ပါတယ်။နံပါတ်၁ဗျာဒိတ်တော်ခံရတော်မူခြင်း ဂေါတမမြတ်စွာဘုရားအလောင်းဟာဒီပင်ကရာမြတ်စွာဘုရားရှင်လက်ထက်တော်၌သူမေတာရှင်ရဲ့ဒီဘဝဖြစ်ခဲ့ပါလေ။သူမေတာရှင်ရဲ့ဒီဘဝမှာဒီပင်ကရာမြတ်စွာဘုရားရှင်နဲ့တန်ဃာတော်များကြွတော်မူလာတဲ့အခါမှာသူပြင်းနေတဲ့လမ်းဟာမပြီးသေးပဲဖြစ်နေပါရဲ့။ဒါကြောင့်မလို့သူ့ရဲ့ခန္ဓာကိုယ်ကိုတရားဖြစ်ခင်းကလှူခဲ့ပါရဲ့။အဲဒီလိုလှူနေတဲ့အချိန်မှာဤသူခန္ဓာကိုယ်ကိုတရားဖြစ်ခင်း၍လှူရတဲ့အကျိုးကျေးဇူးကြောင့် ဖျားဖြစ်ရပါလို့ဤဟုဆုတောင်းခဲ့ပါတယ်ဒီပင်ကရာမြတ်စွာဘုရားရှင်ဟာဉာဏ်တော်ဖြင့်စင်ကြင်ကြည့်လိုက်တဲ့အခါမှာနောင်လေးတင်ချင်တဲ့ကဘာတသိန်းချာလေးဖျားစင်စစ်ဧကံဖြစ်မိကိုသိတော်မူခဲ့တဲ့အတွက်ကြောင့်မလို့ဖျားဒိတ်တော်ပေးတော်မူခဲ့ပါတယ်နောင်ခါ၌မလွဲမသွေဖြစ်လာမယ့်အရာကိုမြတ်စွာဘုရားရှင်ရဲ့ကိုယ်တိုင်နှုတ်မှသူပေါ်ပြောကြားခဲ့သောစကားတော်များကိုပြာဒိတ်တော်ခေါ်ဆိုကြပါလေ။နံပါတ်1ဖွားမြင်တော်မူခြင်းဂေါရမမြတ်စွာဘုရားအလောင်းဖြစ်တော်မူသောတိဋ္ဌထမင်းသားကို တက္ကတိုင်းကပိလဝတ်ပြည်ယခုလက်ရှိနီဘောနိုင်ငံမှာကပိလဝတ်ပြည်ရှင်တာကီဝေမင်းမျိုးဖြစ်သောသုဒ္ဓေါသနမင်းကြီးနဲ့မိဖုရားကောင်ကြီးဖြစ်သောတိရိမဟာမာယာမိဖုရားကြီးတို့မှလွန်ခဲ့သောနှစ်ပေါင်း2600ခန့်ခရစ်တော်မပေါ်မီ BC 623ခုမဟာတက္ကရေ68ခုနဲ့ကဆုံလားပြည့်တောက်ကြနဲ့နနက်တစ်ချက်ဒီအချိန်မှာဝိတာခာနတ်ခတ်နဲ့စာအရှင်တွင် ကပိလဝတ်ပြည်မှဒေဝဒဟပြည်သို့အသွား လူမနီခေါ်အင်ဂျင်တော်၌ဖွမ်းမြင်တော်မူခဲ့ပါတယ်။နံပါတ်3ဖျားဖြစ်သူရောက်ရှိတော်မူခြင်းဖျားလောင်းတော်ဟာမဟာသကတိ103ခုနှင့်ကဆုံလာပြည့်ဗုဒ္ဓဟူးနှင့်နေမဝေမီအချိန်၌မန္တန်နှင့်စစ်သည်အပေါင်းကိုအောင်မြင်တော်မူပြီးအာယုန်တက်ခါနေအချိန်မှာတပည့်ညူသားညံဖြစ်ဖျားဖြစ်သူရောက်ရှိတော်မူခဲ့ပါတယ်။နံပါတ်4မြတ်စွာဘုရားရှင်ပြိဋိဘံဆံဝင်တော်မူခြင်းမြတ်စွာဘုရားရှင်ကိုရမြတ်ဟာမဟာသကတိ148ခုနှင့်ကဆုံလာပြည့်နေ့တွင် မလာမင်းတို့ဤကုသနာယုံအင်ဂျင်တို့၌ပြိဋိဘံဆံဝင်တော်မူခဲ့ပါသည်။ဤကဲ့သို့ထူးခြားဖြစ်စဉ်များဖြစ်ပေါ်ခဲ့သောကြောင့်ကဆုံးသားပြည်နေကိုဗုဒ္ဓနေဟုခေါ်ဆိုကြခြင်းဖြစ်ပါသည်။ထို့ကြောင့်မဟာဗောဓိညောင်မင်းအောင်၌ဗုဒ္ဓဖရာရှင်ဖရာဖြစ်သူရောက်ရှိတော်မူခဲ့သည်ကိုအောက်မေအမတ်ရသည့်အနေဖြင့်ဗုဒ္ဓဘာသာဝင်တို့ဟာကဆုံးသားပြည်နေမှာဗောဓိညောင်မင်းကိုရည်သွန်းလောင်းပူဇော်ကြပါသည်။ ဘောရီညောင်မင်းကိုရေသွန်းလုံးပူဇော်သည့်အစဉ်လာဟာမြစ်စွာဘုရားတတော်ထင်ရှားရှိစဉ်ခါကပဲအစာပြုခဲ့တယ်လို့ဆိုနိုင်ပါတယ်။မြစ်စွာဘုရားလက်ထက်တော်ကတာဝတိပြေရှိတရကဒရကမရီဟာမြစ်စွာဘုရားရှင်ကိုဖူးမြော်ရန်ဇေဒဝန်ကျောင်းတော်သို့နေ့စဉ်နေ့တိုင်းလာရောက်လေ့ရှိကြပါတယ်။မြစ်စွာဘုရားဒေသစာရီကြွရှိတော်မူ၌မြစ်စွာဘုရားကိုဖူးမြော်ဝဲမရကြတဲ့အခါစိတ်မကြည်မရွှင်ဖြစ်ကြပါတယ်။မြစ်စွာဘုရားရှင်ဟာပူဇော်ရန်ယူဆောင်လာခဲ့ကြသောပန်းရည်ချမ်းစီမီနှစ်သားတို့ကို ဖျားရှင်အားရီမှန်း၍ကန္နကုရီတိုက်ဝင်ပေါက်၌ချထား၍လှူဒန်းခဲ့ပါသည်ဒီဖြစ်ပုံကိုအနာတဖိန်တတိကြီးမြင်တဲ့အခါမှာမြတ်စွာဘုရားမရှိခိုက်မြတ်စွာဘုရားကိုစားပူဇော်စရာတစ်ခုရှိလင်ကောင်းလေစွာဟုအကြံဖြစ်ခဲ့ပါသည်ထိုအကြံကိုအရှင်အာနန္ဒာအားလျှောက်ထားတော်မူခဲ့ပါသည်အရှင်အာနန္ဒာကမြတ်စွာဘုရားရှင်အားဆက်လက်လျှောက်ထားရာမြတ်စွာဘုရားရှင်ကမိမိကိုယ်စားဗောဓိပင်စိုက်ပျိုး၍ကိုးကွယ်ပူဇော်ခွင့်ပြုခဲ့ပါသည်။ ထိုဘောဓိပင်ကိုအရှင်အာနန္ဒဥဆောင်၍စိုက်ပျိုးခဲ့တဲ့အတွက်ကြောင့်အာနန္ဒဘောဓိဟု ခေါ်ဆိုပါရယ်ထိုအချိန်မှစ၍တာဝတိပြည်မှာရှိတဲ့ဒါယကာဒါယကာမရိဟာဇီဒဝင်ကျောင်းတော်၌မြတ်စွာဘုရားမရှိခိုက်မှာအာနန္ဒဘောဓိပင်ကိုပန်းရေချမ်းစီမီးနတာတို့ဖြင့်လှူဒန်းပူဇော်ခဲ့ကြပါရယ်ထိုစင်လာကိုလက်စင်ကန်တည်ဆောင်လာခဲ့ရာဗုဒ္ဓဘာသာဝင်နိုင်ငံတိုင်းမှာယနေ့တိုင်ကဆုံလာပြည်နေ၌ဗောဓိပင်ကိုညောင်ရီသွန်းလို့ထူးထူးကဲကဲပူဇော်လေးရှိကြပါသည် ဒါကြောင့်ကဆုံလာပြည့်နေ့ဟာဗုဒ္ဓဘာသာဝင်များအတွက်နေသူမီမြတ်အဖြစ်ယနေ့တိုင်သတ်မှတ်နေကြစေဖြစ်ပါတယ်။ဗျာဖွားပွင့်ဆံဤလေးတံမှတ်ရန်ဗုဒ္ဓနေ့လို့အဆိုရှိပါတယ်။ဖျားရှင်ဟာဤနေ့ဤခါ၌သဗ္ဗညုတရွှေဉ္ဇဉ်တော်ကိုရရှိတော်မူရန်အတွက်ဗောဓိညောင်မေအားအမိပြု၍တရားအားထုတ်တော်မူခဲ့ပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်တို့ဟာဗောဓိပင်အားရေသွန်းလုံးခြင်းစသော ကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်ကြပါတယ်။ ရေသူလောင်းကြသည်မှာကဆုံလာတွင်ရေရှားပြက်လဲ၍မျိုးလျော်အံ့စဲဖြစ်သောဘောဓိပင်ကိုလမ်းစမ်းဆိုပြီးရန်အတွက်ပင်ဖြစ်ပါသည်။ဒီလိဒါဟာဗုဒ္ဓဘာသာဝင်တို့မှပြောက်ွယ်သွားခြင်းမရှိဘဲယနေ့တိုင်ဆက်လက်ရှင်သန်နေစဉ်ဖြစ်ပါသည်။နှစ်စဉ်နှစ်တိုင်းမှာကဆုံလာပြည့်နေ့မှာညောင်ရီသွန်းပွဲများပြုလုပ်လျက်ရှိကြပါသည်။ကဆုံလာပြည့်ဗုဒ္ဓနေ့တရားဖြစ်လေလျောင်းကဖျားစုပံကသူမေရာရှင်ရသိဗျာဒိတ်ခံတဲ့နေ့ကဆုံလာပြည့်နေ့မြတ်တွင်ဗုဒ္ဓမွေးဖွားမြင် ။တပ်မညံမြက်လင်းထိန်လက်လာပြီနေဤရက်ရုံဏစင်ဆက်ချုပ်ငိမ့်မြန်ပရိနိဗ္ဗာန်ဆံထူးခြားအမှန်ဤနေမြက်ဗုဒ္ဓနေတတ်မှတ်မပြတ်နှစ်စင်နှစ်တိုင်းမှာကဆုံလာပြီမှာဗုဒ္ဓမြတ်စွာဂုံရီမွေညောင်ရီသွန်းတဲ့နေ့